သက်ပေါ်လေးလေကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကလေးတွေရောလူကြီးတွေပါချိန်နေတတ်တဲ့ Disney ဟာ mobile legend နဲ့ပူးပေါင်းပြီးတော့ skin တွေထုတ်သွားမယ်ဆိုရင်ဘယ် animation character တွေကို skin ထုတ်သွားမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပြောမပြခင်မှာကျွန်တော်ကဒီလို video လေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက် ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ်။ကဲအဲ့တော့ကဖိုးဝါရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစာဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။နံပါတ်1 Captain Jaspero ပထမဦးဆုံးအနေနဲ့ကတော့ Captain Jaspero ပဲဖြစ်ပါတယ်။သူ့ကိုတော့ Lancelot အနေနဲ့ skin ထုတ်မှဆိုရင်အလွန်သင့်တော်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် Captain Jaspero က Lancelot လိုမျိုးပဲဓာရေးကျွမ်းကျင်တာကြောင့်ဖြစ်ပါတယ်။နံပါတ်2 Aladdin and Abu နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Aladdin and Abu ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကိုကော်ရက်လုပ်မယ်ဆိုရင် Mobile Channel က Cloud နဲ့အလွန်တင့်တော်ပါတယ်။ဘာလို့လဲဆိုတော့ Aladdin နဲ့ Cloud ကပကုံးပေါ်မှာမြောက်ပါလာခြင်းတူသလိုတခိုးတွေလည်းဖြစ်ကြပါတယ်။နံပါတ်3 Pinocchio နောက်ထပ်တစ်ယောက်ကတော့ Pinocchio ပဲဖြစ်ပါတယ်။ Pinocchio ကိုတော့ Angela နဲ့အတင်းကော်လက်မယ်ဆိုရင်ကော်လက်လို့ရပါတယ်။ရုပ်သေးစွဲခြင်းတူလိုပဲဖြစ်ပါတယ်။နံပါတ်4 Woody နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Woody ပဲဖြစ်ပါတယ်။ တွိုင်းစတိုရီကာတွန်းကားတွေကအလုံးပဲတည်ကြတဲ့ဝူဒီဟာဝက်စတန်ကောင်းပွိုင်တယောက်ဖြစ်တာကြောင့်ကလင်းနဲ့အထူးသင့်တော်ပါတယ်တွိုင်းစတိုရီတွေကဝူဒီကတနတ်မပါပေမဲ့ကလင်းနဲ့သာကောလလိုက်မဆိုရင် တော်တော်လေးကြည့်လို့ကောင်းမှာပါနံပါတ်5မိုဂလီယန်ဘခီရာနောက်ထပ်တစ်ယောက်ကတော့ဂျန်ငယ်ဖို့ကာတွန်းကားတွေကမိုဂလီနဲ့သူ့ကိုငယ်စဉ်ကတည်းကကြီးကြီးစောစောပေးခဲ့တဲ့ဘခီရာကိုပေါင်းပြီးတော့ပူပူကူပအနေနဲ့စကေထုတ်ပေးမယ်ဆိုရင်အရန်တင်တော်မယ်လို့ထင်ပါတယ် ဝင်ပလွေနဲ့ကျက်သိန်းတက်ကတော့ရဆတ်စွာတပ်ဖြတ်ခြင်းနဲ့စောက်လျှောက်ကောက်ွက်ခြင်းတူညီနေလို့ပဲဖြစ်ပါတယ်နံပါတ်6 Malfishion နောက်ထပ်တစ်ယောက်နေနဲ့ကတော့ Sleeping Beauty ကာတွန်းကားတွေက Malfishion ဆိုတဲ့သုံးပါကြီးပဲဖြစ်ပါတယ်သူကတော့ဖဇာနာဓမ္မမုံရင်ဖာစာတို့နဲ့ collab လုပ်ရင်တော်တော်လေးအဆင်ပြေမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဖဇာနာကို mobile ချက်က skin care လုပ်ပေးလိုက်တဲ့အတွက်လှပသွားတာကြောင့်ဖာစာနဲ့ပဲလိုက်ဖက်ညီပါတော့တယ် ။ဘာကြောင့်လဲဆိုတော့ဖာစာနဲ့မေဖီရှန်ကငှက်ပါလာခြင်းနဲ့တူသလိုသုံးမော်ပညာရှင်ချင်းနဲ့တူလို့ဖြစ်ပါတယ်။ Number 7 Elsa နောက်ထပ်တစ်ယောက်ကတော့ Frozen Cartoon ကတည်းကရေခဲပြီးရင်မှ Elsa ပဲဖြစ်ပါတယ်။သူမကိုတော့ Aurora နဲ့ collab မယ်ဆိုရင်အထူးတင်တော်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကရေခဲမော်အသုံးပြုတာချင်းနဲ့တူသလိုရေခဲပြီးရင်မှများလဲဖြစ်ကြပါတယ်။ Number 8 Meta နောက်ထပ်တစ်ကောင်အနေနဲ့ကတော့ Cars Canonical က Lightning McQueen ရဲ့တငယ်ချင်းဖြစ်တဲ့ Meta ပဲဖြစ်ပါတယ်။သူကတော့ Mobile Channel က Johnson နဲ့ collab လုပ်မယ်ဆိုရင်ပျော်ရွှင်တဲ့ပုံရိပ်တွေနဲ့ထူးခြားစွာ live ဖက်ညီနေမှာပဲဖြစ်ပါတယ်။ Number 6 Mawi နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့မင်းသားကြီး The Rock ကိုယ်တိုင်အတန်ပါဝင်တရုပ်ဆောင်ထားတဲ့ Moana Cartoon ကလည်း Mawi ပဲဖြစ်ပါတယ်။သူကတော့ Franco နေနဲ့ collab လုပ်မယ်ဆိုရင်လက်ထဲမှာတူထည့်ပေးဖို့ပဲလိုပါတယ်။ ံပါတ်30 Elina နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Elina of Avalon Cartoon Series ရဲ့က Elina ပဲဖြစ်ပါတယ်။သူမကိုတော့ Eritan နဲ့ collab လုပ်မယ်ဆိုရင်အဆင်ပြေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကကြားစည်းလာခြင်းတူလိုပဲဖြစ်ပါတယ်။နံပါတ်7 Ariel စတေးရောက်မြောက်နေနေကတော့ The Little Mermaid ကတော့ကားရဲကရေသူမာလေး Ariel ပဲဖြစ်ပါတယ်။သူမကိုတော့ပင်လယ်နှပြားမှာကာရီတာနဲ့ collab လုပ်မယ်ဆိုရင်တော်တော်လေးလှပမှာဖြစ်ပါတယ်။ ။ area ရဲ့လက်ထဲမှာတော့ရွှေရောင်ခရင်ကွက်ကိုထည့်ပေးထားဖို့တော့လိုပါတယ်။ number 7 rock a rough နောက်ထပ်တစ်ယောက်နေနဲ့ကတော့ rough break the internet cartoon ကတဲ့က rock a rough ပဲဖြစ်ပါတယ်။သူကတော့ brand ရဲ့ collab လုပ်မယ်ဆိုရင်အထူးသင့်တော်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်ကရန်သူများကိုလက်သီးစွာရေတုံးပြီးတိုက်ခိုက်တာချင်းတူလိုပဲဖြစ်ပါတယ်။နံပါတ်7 Beauty and the Beast နံပါတ်7အနေနဲ့ကတော့ Beauty and the Beast ကတဲ့က The Beast တာရဲ့ကြီးပဲဖြစ်ပါတယ်။ သူကတော့ Roger အနေနဲ့ collar လုပ်မယ်ဆိုရင်သိတော်ပါတယ်လူပုံပြောင်းတဲ့အခါမှာ Roger ကိုင်းတဲ့တနတ်ထည့်ပေးထားဖို့ပဲလိုပါတယ်နံပါတ်၄ Tinkerbell Tinkerbell ကတော့ငါတဲ့က Tinkerbell ပဲဖြစ်ပါတယ် Tinkerbell ကို referral နဲ့ collar လုပ်မယ်ဆိုရင်အလွန်သိတော်တယ်လို့ထင်ပါတယ် Tinkerbell ရဲ့ရွှေမုံလေးတွေကိုသွေးဖြည့်တဲ့စွားအနေနဲ့သုံးလိုက်မယ်ဆိုရင်အလွန်နှပ်ပါမှာပဲဖြစ်ပါတယ်နံပါတ်၅ Merida နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Brave Carton ကတဲ့က Merida ပဲဖြစ်ပါတယ်။သူမကတော့လင်းနဲ့မြားသုံးတာကျွမ်းကျင်လှတာကြောင့်မီယာနဲ့ Cobra လုံးမယ်ဆိုရင်တင့်တော်မယ်လို့ထင်ပါတယ်။နံပါတ်6 Hajuli နံပါတ်6အနေနဲ့ကတော့ Hajuli ပဲဖြစ်ပါတယ်သူကတော့လပူလပူနဲ့ collar လုံးမယ်ဆိုရင်အဆင်ပြေမှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကအလွန်တမာရာချင်းတူလိုပဲဖြစ်ပါတယ်နံပါတ်7 Bemas ဘေးဟီရိုးစစ်ကာတွန်းကားတွေကဘေးမတ်ဖြစ်ပြီးတော့သူ့ကိုအကိုင်းနဲ့ကော်လာလုံးမဆိုရင်အဆင်ပြေပါတယ်ကျွန်တော်တို့ရဲ့ Blood Dragon ကြီးဖြစ်တဲ့ယူကျုံးကိုကော်လာလုံးဖို့အတွက်အသင့်တော်ဆုံး Disney character တစ်ခုရှိပါတယ်သူကတော့မူလန်ကာတွန်းကားတွေကကြီးမားသောနဂါးကြီးမူရှူပဲဖြစ်ပါတယ်ဘယ်လောက်ထိ ကြီးမားသလဲဆိုရင်တော့တထွာလောက်ပဲရှိပါတယ်ဟုတ်ကဲ့ပါအခုပြောပြပေးသွားခဲ့တာကတော့ Mobile Legends က Disney နဲ့သာ ကော်လာလုံးမယ်ဆိုရင်စကင်ထုတ်လုပ်သွားနိုင်ခြေရှိတဲ့ Hero 16ကောင်အကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုချိန်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖိုးဝါရုပ် channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင် comment လေးတွေရေးခဲ့ကြပါလက်မလေးညှိခဲ့ကြပါဘေးနားက notification bell လေးကိုလည်းဖွင့်ခဲ့ပြီးတော့ဗီဒီယိုသစ်တင်တိုင်း live လွှင့်တိုင်းမှာအားပေးကြပါအောင်ကျွန်တော်ရဲ့ channel တဲကဗီဒီယိုမှာ Mobile Legends gameplay လေးတွေ Mobile Legends Hero Storyline လေးတွေနဲ့ Mobile Legends event အကြောင်းလေးတွေရှင်းပြထားတာလေးတွေရှိပါတယ် ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်။တာယာချမ်းမီသောနေလေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။